အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့လေရတာချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်တူအန်နာပါမဟီမဆိုတဲ့အမျိုးသမီးတယောက်ကတော့အရန်ကိုကောင်းတဲ့စားတောက်ဆိုင်တဆိုင်နဲ့ဝင်လာပါတယ်သူမရဲ့ပုံစံကမင်းသမီးတပားလိုပါပဲသူမဆိုင်ထဲကိုဝင်သွားတဲ့အချိန်မှာစပွဲတို့တွေရောက်ရှိလာခဲ့ပြီးမေးခဲ့ကြပါတယ်ပြောပါအမဘာများလိုချင်တော့လဲ ဒီနေ့ကကျမမွေးနေလေလောကကြီးမှာကျမအတော်ဘယ်သူမှမရှိဘူးဆိုတော့ကျမတယောက်တည်းကိတ်မုတ်ခွဲခြင်းလို့ပါကျမအတော်ကိတ်မုတ်ရှူလာခင်နော်ဒီအချိန်မှာစားသောက်ဆိုင်မနေဂျာရောက်ရှိလာခဲ့ပါ रे ဘာဖြစ်လို့ဘယ်သူမှမရှိဘူးဆိုပြီးပြောနေရတာလေကျွန်တော်တို့ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေအားလုံးအတူတူကိတ်မုတ်ခွဲတဲ့ဖြစ်စဉ်မှာပါဝင်ပေးကြမယ်နော်ဘလို့မဆိုဧည့်သည်ဆိုတော့ဖျားနဲ့တကိုင်းနဲ့မဟုတ်လားကြည့်ပါဦးချက်တွေအကုန်လုံးကငါ့စီမှာလဲစင်းလာခံနေကြတယ်ကောင်းပြီလေဒါဆိုလို့ရှိရင်တော့ကိတ်မုတ်ယူခဲ့ ဒီအချိန်မှာမနေ့ကျကအကောင်းမွန်ဆုံးဂိတ်ကိုရှလာခဲ့တဲ့အချိန်မှာမဟိမားကလည်းဂိတ်မုတ်လီပါတယ်။သူမဂိတ်မုတ်ထဲမှာအမေဇင်းတွေထည့်ပြီးနောက်မှာတော့အားလုံးကိုကျွေးလိုက်ပါတယ်။တဖြည်းဖြည်းနဲ့စားပြီးသွားတဲ့အခါမှာအားလုံးမေးလဲကြကုန်ကြပါတယ်။အားလုံးမေးလဲကြကုန်တဲ့အခါမှာမဟိမားကအားလုံးရဲ့ပတ်စံအိတ်တွေကိုခိုးယူပြီးနောက်မှာတော့ပြန်ထွက်လာလိုက်ပါတယ်။ကြော်သေးရပေါ့။ဆိုင်မှာစားသုံးတဲ့သူတယောက်မှမရှိလို့မဟုတ်ရင်တော့အားလုံးကမေ့အောင်လုပ်ရအောင်မယ်။ဒီလိုနဲ့သူမထွက်လာခဲ့လိုက်ပါတယ်။တစ်ဖက်မှာ တထေးကြီးတူကတော့သူ့ရဲ့အကောင်စားကားကြီးကိုစီးပြီးအိမ်ကိုပြန်လာခဲ့ပါရဲ့အိမ်ကိုရောက်ကြနေသူ့ရဲ့မိန်းမကလည်းသူ့ရဲ့အိတ်ကိုယူလိုက်ပါရဲ့ရှင်ပြန်လာပြီလားအေးဟုတ်တယ်ငါပြန်လာပြီမိန်းမရဲ့ငါစီမမဲလို့မိန်းမမျိုးရှိရာတကယ်အရှမ်းကိုကန်ကောင်းနေတီလားဒီအချိန်မှာအာဒီတီအိုင်မိခင်ဖြစ်သူရောက်ရှိလာခဲ့ပါရဲ့ကျေးဇူးတင်ခြင်းနဲ့ဆိုရင်ငါ့ကိုကျေးဇူးတင်ပါတာလေးရဲ့ဒီမိန်းခလေးကိုနေအတွက်ငါကိုရိုင်းရှာလာခဲ့ပြီးရလေး ုတ်ကဲ့ပါအမေရဲ့အမေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်သူ့လိုကောင်းမွန်တဲ့မိန်းကလေးတယောက်ကိုအမေကရှာလာခဲ့ပေးနိုင်တယ်နော်ဒါနဲ့ရာဒီကရေထမင်းမြန်ခိုးလိုက်တော့မနှက်ဖြန်ကြရင်တော့ငါ့ကိုဆော့ဆော့နှိုးလိုက်နော်မနှက်ဖြန်အရေးကြီးတဲ့အစည်းအဝေးတစ်ခုရှိတယ်သီလားဟုတ်ပါပြီရှင်ရှင်အမြန်ဆုံးခြေလက်မျက်နှာစိတ်ထားလိုက်လေကျွန်မထမင်းခိုးပေးမယ်မနှက်ကြရင်တော့ကျွန်မအစောကြီးနှိုးပေးပါမယ်ရာဒီကာကအိမ်မှာရှိတဲ့အလုပ်သမားတွေအားလုံးနဲ့အကြူတူထမင်းကိုတည့်ခင်းပေးခဲ့ပါတယ်။အားလုံးအကြူတူထမင်းစားပြီးရနောက်မှာတော့အိတ်သွားခဲ့ကြပါတယ်။ မနက်မွန်လေးအစောဂျီရာဒီကကသူ့ယောက်ျားကိုနှောပေးခဲ့တဲ့အခါမှာသူလည်းပြင်ဆင်ပြီးရုံးကိုထွက်သွားပါရီရုပ်တရက်ပဲလမ်းမှာသူ့ကပြသွားခဲ့ပါရီဒါနဲ့ဆရာကျွန်တော်ကြည့်လိုက်အောင်မယ်နော်အေးအေးအေးမြန်လို့မြန်လို့ရာဒီကကားဖို့ကဆင်လာခဲ့တဲ့လမ်းကနေမဟီမာကတော့ဖြတ်သွားခဲ့ပါရီသူကလေအတတရားကိုအဝေးကနေတွေ့မြင်သွားခဲ့ပါရီဒီနေ့တော့မနက်အစောဂျီကသားကောင်းတွေ့ပြီးတော်တော်လေးကိုချမ်းသာမယ်ပုံစံပဲအတတရားရဲ့ဒရိုင်ဘာကတော့ကာဘွန်နက်စ်ဖွင့်ပြီးတော့ကားပြစ်နေခဲ့ပါရီ ဒီအချိန်မှာမဟိမောကတော့အော်တစ်တရားနဲ့တမင်တသက်ဝင်တိုက်ပြလိုက်ပါတယ်။ Sorry ပါနော်။ကျွန်တော်နည်းနည်းအာရုံများနေလို့တိတ်ပြီးတော့သတိမထားမိလိုက်ဘူး။ဘာလို့တောင်းပန်နေရတာလဲရှင်။ရှင်ရဲ့အမားတော်လည်းမဟုတ်ပါဘူး။ကျမကောင်းကောင်းသိပါတယ်။ပြောဆိုပြီးနောက်မှာတော့မဟိမောထွက်ခွာသွားခဲ့ပါတယ်။ဒီအချိန်အတွင်းမှာမဟိမောကတော့အော်တစ်တရားရဲ့ပတ်စံအိတ်ကိုခိုးရှို့လိုက်ပါတယ်။သူကအဝေးမှသွားပြီးပတ်စံအေကိုကြည့်ခဲ့တဲ့အခါမှာတော့ ID ကသာရှိပါသေး။ဟွန်း၊ तू အလောက်ချမ်းသာတော့ငါဘာလို့ရမှာလဲအဲ့ထဲပတ်စံတော့မရှိဘူး။ဒါပေမဲ့ဒါကဘာလဲ သူကကုမ္ပဏီလုပ်ငန်းစုအကြီးကြီးကိုပိုင်းတဲ့တထေးတယောက်ပဲသူ့ကိုတော့ငါကောင်းကောင်းလှည့်စားလို့ရတယ်မိမကလည်းချက်ချင်းပြန်လာခဲ့ပြီးနောက်မှာတော့ပတ်စံအိမ်ပြန်ပေးလိုက်ပါတယ်ကျမအခုနောက်တော့ကလမ်းအရှိနာလေးမှာပတ်စံအိမ်ကောက်ရတယ်လေဖွင့်ကြည့်လိုက်တော့ရှင်းတပ်ပုံကိုတွေးလိုက်တာနဲ့ပြန်လာပေးရပါကျေးဇူးများကြီးတင်ပါတယ်ပတ်စံအိတ်ထဲမှာကျွန်တော်ရဲ့ ID ကတ်တွေအားလုံးရှိနေရလေကျွန်တော်ဒီနေ့အရေးကြီးအစည်းအဝေးတစ်ခုကိုလည်းတွားရအောင်ပါဒီပတ်စံအိတ်တမရဘူးဆိုရင်တော့ကျွန်တော်ကုမ္ပဏီရဲ့ဘလုံးမဝင်မရဘူး ဟုတ်ကဲ့ဟုတ်ကဲ့ဖရာသခင်ရှင်ရဲ့လောင်ကမ်းတွေအားလုံးကိုအောင်မြင်မှုပေးပါစေ။ကျွန်မတို့ကတော့ထားလိုက်ပါရှင်။ဒီလောကကြီးမှာကျွန်မတို့ဘယ်သူမှရှိရမဟုတ်ဘူး။တငယ်ချင်းတော်တရားမှမရှိဘူး။မဟုတ်တာခမရဘာလို့ဒီလိုပြောနေရတာလဲ။ဘယ်သူမှမရှိဘူးဆိုပေမဲ့ဖရာကတော့ရှိပါသေးတယ်။ဒီနေ့အစပြီးကျွန်တော်ကိုခမရရဲ့တငယ်ချင်းလို့သတ်မှတ်ထားလို့ရတယ်။ရော့ဒါကတော့ကျွန်တော်ရဲ့ကုမ္ပဏီကခမရလိုအပ်တဲ့အချိန်တိုင်းကျွန်တော်ကိုဖုန်းဆက်လို့ရတယ်နော်။เสียก้าเปลี่ยนแล้วปี้ตั้วไปตั้วจ้าတော့မလားเอเอเอตั้วมั้ยตั้วมั้ยတကယ်လို့လို့အဲ့ရင်ကျွန်တော်ဖုန်းခေါ်လိုက်ပါနာမည်ကရောဘယ်လိုခေါ်လဲ ကျမနာမည်ကမဟီမာပါရှင်းနာမည်ကိုတော့ကျမ ID ကတ်ထဲမှာတွေ့လို့သိသွားပြီအာဒတိယဟုတ်တယ်မလားဟုတ်တယ်ဒီနောက်မှာတော့အာဒတိယကလည်းကားပေါ်ကြက်ပြီးထွက်ခွာသွားခဲ့ပါ ರೀ မဟီမာကတော့တပတ်မှာ ID ကတ်ကိုနမ်းနေခဲ့ပါ ರೀ အာဒတိယကုမ္ပဏီကိုရောက်ရှိသွားခဲ့ပြီးနောက်မှာတော့အစည်းအဝေးကအောင်မြင်စွာပြီးဆောင်သွားပါ ರೀ ညနေသူအလောက်ကနေပြန်လာနေခဲ့တဲ့အချိန်မှာပဲမဟီမာစီကဖုန်းဝင်လာပါ ರೀ မဟီမာရဲ့နင်းပြောတဲ့အတိုင်းပဲဖြစ်လာရတယ်တိလားငါ့ရဲ့အစည်းအဝေးကတကယ်အဆင်ပြေတယ်ပထမတော့ကငါတို့ တိယရံ project လောက်တော့အခုဒီ project က3900ဖြစ်သွားပြီအမလီဟဲအလောက်ပတ်စံအများကြီးအကြောင်းကြားလိုက်ရတော့မေ့တောင်းလဲခြင်းနဲ့ဒါဆိုရင်တော့ကျမကုန်ပြုတ်ပါရရှင်ဒါဆိုရင်တော့ကျမတို့ပြောဝဲရှင်ပွဲတစ်ခုလောက်ကြမလားအေးအေးအေးကောင်းတယ်ကောင်းတယ်ဒါနဲ့မင်းအခုဘယ်မှာလဲငါမင်းကိုလာကြိုးပေးမယ်လေဒီနေ့ညပဲငါတို့ကိုအမဲလိုက်ရမယ်ကျမတို့ club မှာတွေ့ကြမယ်လေကောင်းတာပေါ့ကောင်းတာပေါ့အာတတိယ club ကိုရောက်ရှိလာခဲ့တဲ့အခါမှာမဟိမာကတော့အင်းကြီးအတူပြက်လေးတွေနဲ့ရောင်းနေနေပါပြီ အာဒတိယကိုတွေ့ရနေသူကတန်းပြီးတော့ရေဖက်လိုက်ပါတယ်။အာဒတိယလည်းရင်းနေပါတယ်တုံသွားတာပေါ့။နှစ်ယောက်သားတညလုံးအရက်တွေတောက်ပြီးစကားတွေလည်းပြောခဲ့ကြပါတယ်။မဟိမကမူးယူနေတဲ့အချိန်လေးမှာအာဒတိယကိုရေစားစကားပြောလိုက်ပါတယ်။အာဒတိယကလည်းလက်ခံခဲ့ပါတယ်။မင်းငါဘွားရဲ့ရောက်ရှိလာခဲ့တဲ့အချိန်ကစပြီးငါဘွားကအယောင်ဆောင်သွားခဲ့တယ်။ငါနဲ့တော့တတ်တက်လုံးအလှမပေးတော့ဘူး။အာဒတိယကတခဏအတွင်းမှာမဟိမရဲ့အချိန်မှယူမှုသွားတဲ့အတွက်ဖခင်အကြောင်းခေါ်သွားပြီးလက်ထပ်လိုက်ပါတယ်။ နောက်နေ့မနက်ဝေါ်လင်းနာနဲ့သူမဟိမကိုအင်ကိုခေါ်လာခဲ့တဲ့အချိန်ရာဒီကာနဲ့တယောက်ခမနှစ်ယောက်လုံးအံ့အားတင်းကုန်ကြပါရဲ့ကျမရှင်းပေါ်ဘလောက်တောင်ယုံကြည်ခဲ့လဲရှင်ကကျမပေါ်အခုလိုလှုပ်ရက်တယ်ဟုတ်လားငါမင်းကိုအခုလည်းချက်ပါရဲဒါပေမဲ့ तू ကတနာစီရကောင်းတဲ့လောကကြီးမှာတယောက်တည်းငါတို့ကိုလက်ချလိုက်တာအပြစ်လောက်တာမှမဟုတ်ကြအရင်ခေတ်ကြောင့်ကဆိုရင်ဘယင်တွေကမိဖုရားတရားလောက်ယူကြတာသူတို့ကတော့ဘယ်သူမှအပြစ်မတင်ကြဘူးနေယူသွားပြီလားသားလေးရဲ့ငါချွေမလေးဒီလောက်ကောင်းတာတော့မနေရနောက်အိမ်အောင်ပြုတ်သေးရဲ့ တကယ်လို့အမေတို့မဟိမားကိုသဘောမကျဘူးဆိုရင်တော့ကျွန်တော်တို့တခြားနေရာမှာသွားနေကြမယ်။တော်ပြီတော်ပြီအဲ့လောက်လုံးဆရာမလို့ပါဘူး။နင်းစိတ်ကြိုက်လောက်လာခဲ့ပြီဆိုတော့ထားလိုက်တော့မင်္ဂလာပါအမေ။မင်္ဂလာပါမမ။နင်ကောဘာမှလာခေါ်မနေနဲ့။ရောဆိုပြီးတော့ဒီကဒေါ်တာတကြီးနဲ့အခန်းထဲဝင်သွားခဲ့ပါရီ။ရောက်မှဖြစ်တော့ကလည်းအခန်းထဲဝင်သွားပါရီ။ဘာမှလည်းတာကြီးစိတ်ပူမနေပါနဲ့။တို့အားလုံးတစ်ဖြည်းဖြည်းနဲ့မင်းကိုလက်ခံသွားကြလိမ့်မယ်။ကဲကဲကဲသွားကြမယ်သွားကြမယ်။အာတဲ့တယောက်ကလည်းမဟိမားကိုခေါ်ပြီးအခန်းထဲဝင်သွားခဲ့ပါရီ။ သူတို့ရဲ့ကြီးကျယ်ခနာလုံးနဲ့အင်ဂျီနဲ့လောက်ပလုံးနဲ့အခန်းကိုတွေ့ခဲ့ရတဲ့အခါမှာမဟိမအန်အားတင်နေခဲ့ပါရဲ့အင်ဂျီကလည်းအကြီးကြီးပဲအခန်းကလည်းလှလိုက်တော့ကျွန်မအိမ်မထင်မှတော့မှဒါမျိုးတွေကိုမတွေ့ဘူးကိုရုပ်ရှင်တွေမှာတော့ဒီလောက်ကြီးကျယ်ခနာတဲ့အိမ်မျိုးကိုမပြဘူးမင်းအဲ့လိုစကားတွေကိုမပြောပါနဲ့ဒီနေ့ကစပြီးဒီအိမ်ကိုမင်းလိုက်ပိုင်သွားပြီမဟိမကလည်းဒီအိမ်မှာပဲနေထိုင်ခဲ့ပါရဲ့အတတရားကတော့မဟိမကိုတော်တော်လေးနှစ်တန်းနေခဲ့တဲ့အတွက်ကြောင့်မို့လို့ရုံးတော့မတော်တော့ပါဘူးဒီရက်မှာတော့မန်နေဂျာကဖုန်းခေါ်လိုက်ပါရဲ့ ဆရာရုံးမလာဘူးဆိုရင်တော့ကျွန်တော်တို့တွေ project တွေအများကြီးလက်လွတ်ရလိမ့်မယ်။အော် manager ကြီးရေခမရအရင်ကြော်ရင်မဟုတ်လား။အဲ့ဒီ company ကခမရရဲ့ company ပဲ။ဒီထက်ပိုပြီးတော့ကြီးရဲ့ project တွေအားလုံးကိုလည်းခမရပဲကြည့်ပြီးတော့ဖြည့်ရှင်းနေရလိမ့်။ကျွန်တော်ကဘာတွေများအလောက်တောင်မှအရေးကြီးနေလို့လဲ။ကျွန်တော်ကိုယ်တိုင်ဒီလုပ်တွေအားလုံးကိုပြီးအောင်လုပ်နိုင်တယ်ဆိုရင်တော့ဖုန်းဆက်ပါမလား။ကောင်းပါပြီ။ဒါဆိုရင်တော့မနေ့ပြန်ကျွန်တော်အစဉ်ပြေတလို့လောက်ပြီးတော့လာခဲ့လိုက်မယ်။မိမောင်းကတော့အတ္တိယရဲ့စကားတွေကိုနားထောင်နေခဲ့ပါရီ။ဒီမှာစိတ်ထဲကနေပြီးတော့လည်းစဉ်းစားနေခဲ့ပါရီ။ မနေ့ကသူရုံသွားလိုက်မယ်ဆိုလို့ရှင်တော့ငါတယောက်တည်းဖြစ်သွားမှာသူ့ပထမမိန်းမနဲ့အမေကငါ့ကိုအစိမ့်လိုက်ဝါးစားကြလိမ့်မယ်ငါ့ရဲ့အလုပ်ကိုလည်းငါလုပ်လို့ရမှာမဟုတ်ကြဘူးဒီနေ့ညပဲငါတခုခုလုပ်မှဖြစ်မယ်ညမို့ချောက်သွားခဲ့တဲ့အခါမှာမိန်းမကအလုပ်သမားတွေအားလုံးကိုခွင့်ပေးပြီးဒီမကိုယ်တိုင်ထမင်းချက်ပါတယ်ထမင်းချက်ပြီးသွားတဲ့အခါမှာတော့ကျမအားလုံးစားဖို့အတွက်ထမင်းကိုကိုယ်တိုင်ချက်ထားတာပါမစားကြဘူးဆိုရင်တော့ကျမဝမ်းနေရလိမ့်မယ်ငါတို့မမေးဘဲနဲ့စဖုံမှုတွေကိုဘာဖြစ်လို့ခွင့်ပေးလိုက်ရတာလဲ နေခတ်တိုက်တဲ့ရေကိုတော့မှငါတောက်မှာမဟုတ်ဘူးမမပြီးတော့အမေကျမချက်ထားတဲ့ထမင်းဟင်းတွေကိုမကြိုက်ဘူးဆိုရင်တော့ကျမဒီရင်ကနေတခါလေးထွက်သွားလိုက်မယ်ကောင်းပြီလေဒါဆိုရင်တော့ငါတို့စားလိုက်မယ်အမေအမေလည်းစားအမြန်စားပြီးရင်သူ့ကိုဒီကနေအမြန်ဆုံးမောင်းထုတ်ကြတာပေါ့ဘာဖြစ်နေကြတာလဲဘာဖြစ်လို့ညင်းခုန်နေကြလဲအမြန်အမြန်စားကြလေဗျာအားလုံးကလည်းစားတော့ပြီးခဏအတွင်းမှာပဲမိလေချင်းကြပါရီနောက်ဆုံးမှာတော့ထမင်းစားလိုက်မှာပဲအားလုံးအိပ်ပျော်သွားပါရီအခုငါဒီကနေအမြန်ဆုံးသွားမှဖြစ်မယ်ငါရဲ့ဘဝလုံးဝကိုပြောင်းလဲသွားတော့မှာ ာသစ်တရားကတော့သူ့ရဲ့မိခင်တတတော့မိမောင်းကိုပေးထားတဲ့အတော့သူမအရင်ဆုံးအာသစ်တရားရဲ့အခန်းထဲကမိခင်တတကိုသွားဖွင့်ပါရီပတ်စံတွေအများကြီးကိုသူ့ရဲ့အိတ်ထဲမှာထည့်ပါရီပြီးသွားတဲ့အခါမှာရောက်ခမရဲ့အခန်းထဲထပ်သွားပါရီလဝဲလက်စားရီနဲ့ယတနာပစ္စည်းတွေခိုးယူပါရီပြီးတော့ရာတီကားရဲ့အခန်းထဲသွားပြီးတော့လေရှိသမျှအားလုံးခိုးယူခဲ့ပါရီသူမအပြင်ကိုထွက်လာခဲ့တဲ့အခါမှာရာတီကားမတက်ရက်လာတာကိုတွေ့ခဲ့ရပါရီပြီးတာနဲ့ဖမ်းလိုက်ပါရီနင်ဘယ်ကိုထွက်ပြေးနေရလဲနင်ဘာလုပ်မလဲဆိုတာငါပထမတွေကသိတယ် ဲဘာလုပ်နေကြတာလဲမြန်ထကြတူကလည်းတယောက်ကြောင်းနဲ့တယောက်ခမကိုအမြန်ဆုံးနှိုးလိုက်ပါရင်အမရဲ့ကျမကိုလှုပ်ပါရှင်ကျမကိုသွားခွင့်ပေးပါကျမဘဝမှာဘယ်တော့မှထပ်ပြီးတော့မခိုးယူတော့ပါဘူးမိမမင်းကတခိုးမှလားမင်းဒါရီအားလုံးကိုခိုးပြီးတော့အိမ်ကနေထွက်ပြေးနေရလားရှင်အခုမှပဲသဘောပေါက်ကြလားသူကတခိုးမှမဟုတ်ဘူးဓမြနင်းပါထင်နေရလေနင်းအိတ်စေထည့်ပြီးထမင်းကျွေးရနဲ့ငါအိတ်ပြော့သွားမယ်လို့ထင်နေလားငါကစေးကြောင်းသူတယောက်ပဲအရာအားလုံးသိတယ် မင်းတတအိပ်ပျော်ခြင်းအောင်ဆောင်းလိုက်တာဒါမှငါနေကိုဖမ်းလို့ရမှာလေမဟိမငါနေကိုဘလောက်တောင်ယုံကြည်ခဲ့လဲနေရငေါ့ဖြတ်စည်းဖို့အတွက်ပြင်ဆင်နေခဲ့ရဟုတ်လားရာဒီကာရေငေါ့ခွဲလို့ပါအဲ့ဒီအမျိုးသမီးကငေါ့ကိုဘလို့လောက်လိုက်လဲငါလည်းတကယ်မသိတော့ဘူးငါလုံးဝကိုယူမှုသွားခဲ့ရပဲဒီနေ့ကစပြီးငါမင်းကတွေ့လို့ဘယ်သူ့ကိုမှမကြည့်တော့ဘူးနော်မဟိမငါနေကိုရဲတိုင်ပြီးဖမ်းခိုင်းလို့ရတယ်ဒါပေမဲ့ငါအလုံးမရှုပ်ချင်ဘူးထွက်သွားလိုက်တော့ခဏလေးမဟိမရှော်ဒီမှာနေငွေ9သိန်းရှူသွားလိုက်ဒီနေ့ကစပြီးထပ်ပြီးမခိုးပါနဲ့ မိမလေးမျက်ရည်တွေကျလာခဲ့ပါရယ်အမေတကောတယောက်ကိုပတ်စံပေးနေရလားကျမဘာမှမလို့ကျင်ပါဘူးနင်ကအမားလို့ခေါ်ထားတဲ့အတော်ပတ်စံရှူသွားလိုက်ဒါပေမဲ့နောက်ဘယ်တော့မှထပ်ပြီးမခိုးတော့နဲ့မိမကအဲ့ဒီပတ်စံတွေနဲ့အလားပြန်ဆိုင်ဖွင့်လိုက်ပါရယ်ဘယ်တော့မှထပ်ပြီးရောလည်းမခိုးတော့ပါဘူးအတတိယလည်းသူ့မိမနဲ့အတူတူပြောရွှေရွှေနေထိုင်ခဲ့ပါရယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အပူပေးဇက်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါရယ်ကြောင်ထွားလေးပေါ်မှာတည်ရှိတဲ့ကျော်လေးတစ်ရွာရှိပါရယ် တောင်ပေါ်မှာတည်ရှိနေအောင်ဖြစ်တဲ့အတော်ဆောင်းရသည်ဆိုတော်တော်လေးအေးပါရီဆောင်းရသည်ရောက်ရှိလာတဲ့အခါတိုင်းနှင်းတွေကြားထဲမှာအိမ်တွေကဖုံးလွှမ်းနေတတ်ပါရီဒါပေမဲ့ရွာမနေထိုင်တဲ့မိသားစုတစုကတော့အပြင်မှာချော့ပြီးထိုင်နေကြပါရီအပြင်မှာနှင်းတွေကလည်းတအားကိုကြားနေရပါအားလုံးကလည်းအေးလုံးလုံးကြောင်လုံးနေခဲ့ကြပါပြီဒုက္ခပါပဲကျမတို့အိမ်ဘလို့ဖြစ်ပြီးတော့ပြက်စီသွားခဲ့ရတာလဲရှင်မီးလောင်ပြက်စီဆုံးရှုံးသွားခဲ့ရပြီဆောင်းရသည်ကြီးနှင်းတွေကြပြီးဒီလောက်ကြောင့်အေးနေရဘယ်တော့ကမီးလောင်ဘူးလဲ အပြင်မှာနှင်းနေကြပြီးဒီလောက်အေးနေတဲ့အချိန်မှာကျမတို့အိမ်ဘလို့မီလောင်သွားတာလဲယင်ကျမလုံးဝကိုနားမလဲတော့ဘူးအမေရဲ့အခုအချိန်မှာဒီအကြောင်းတွေကိုပြောနေလို့ဘာရင်းများထူးခြားလာမှမဟုတ်လို့လဲဖြေရမယ့်ကိစ္စတွေအလုံးကဖြစ်ပြီးသွားပြီမဟုတ်လားဒီမှာနှင်းတွေကအများကြီးကိုကြားနေတာဒီရွာမှာနေထိုင်ကြတဲ့သူတွေအကုန်လုံးကလည်းကျွန်တော်တို့ကိုအကူအညီပေးမဲ့သူတယောက်မှရှိတာမဟုတ်ဘူးကဲကဲကဲသွားကြမယ်သွားကြမယ်ဒီကနေသွားကြတာပေါ့ကျွန်တော်တို့တစ်ပင်အောက်မှာပဲသွားထိုင်မယ်ဆိုလို့ရှင်တော့နည်းနည်းလေးနှွေးသွားလိမ့်မယ်လို့ထင်တယ် ဒီလိုနဲ့မိသားစုနဲ့အကောင်အလုံးကလည်းတပင်အကြီးကြီးရဲ့အောက်ထင်မှာတောထိုင်နေခဲ့ကြပါတယ်။ချွေးမလေးတွေကလည်းတိတ်တဆိတ်ပဲထိုင်နေခဲ့ကြပါတယ်။သူတို့အားလုံးအရန်ကိုအေးနေခဲ့ကြတဲ့အတွက်ကြောင့်ပါစပ်တောင်မလှုပ်နိုင်ကြတော့ပါဘူး။ချွေးမလေးတို့ရေဘလို့ဖြစ်တာလဲ။ဒီလိုကတော့အများအားစကားများနေကြတဲ့သူတွေဘယ်တော့မှပါဇက်ပိတ်ပြီးနေရဲဆိုတာထုံးစံကိုမရှိဘူးအခုရင်းကုန်နှုတ်ပိတ်နေကြတယ်ဆိုတော့အလို့ဖြစ်ကြတာလေငါ့ကိုလည်းပြောပြစမ်းမအောင်ဟဲ့ပြောကြအောင်လေဘာမှမပြောကြတော့ဘူးလားအမေကလည်းအေးလို့ပါရှင်အေးလို့ပါ ယာဒီဦးတို့ဒီလောက်ကြောင်မအေးနေရကျမတို့ဘာကိုပြောရအောင်မလဲဘာမှပြောချင်စိတ်လည်းမရှိတော့ဘူးကျမတို့ရဲ့ခနာကိုတစ်ခုလုံးအယိုးရဲထိစိတ်အောင်အေးနေတာလှုပ်ကိုမလှုပ်ချင်ဘူးအကိုကြီးဒီပုံစံတိုင်းဆိုရင်တော့အားလုံးဒုက္ခရောက်ကုန်လိမ့်မယ်ဒီမှာပဲထိုင်နေလို့မဖြစ်ဘူးလေကျွန်တော်တို့နေထိုင်ဖို့အတွက်နေရာတစ်ခုအများဆုံးစီစဉ်ရမယ်ဒီတစ်ပင်ပေါ်မှာလည်းနှင်းတွေကအများကြီးကျနေပြီခဏနေလို့ရှင်တော့ပို့ပြီးတော့နှင်းတွေကျလာတဲ့အခါကျွန်တော်တို့မနေနိုင်ဖြစ်သွားမှာ ဒီနေရာမှာလည်းမနှွေးထွေးပါဘူးဗျာနှွေးထွေးပြီးနေထိုင်လို့ကောင်းမယ့်နေရာလေးတစ်ခုကိုရှာပါအောင်ဒီမှာနေအားလုံးအေးပတ်ကုန်ပါသီးလားအေးအေးအေးဟုတ်တယ်ဟုတ်တယ်ညီလေးမင်းပြောတာမှန်တယ်ဒါဆိုရင်တော့ငါတို့ရွာအနောက်ဘက်မှာရှိတဲ့နေရာအလုပ်ကိုသွားကြမယ်ဆိုရင်ငါတို့ကျောက်ထဲကတစ်တွေခေါ်ပြီးရင်တော့အိမ်တအိမ်လေးကိုပဲစောက်လုပ်ပြီးတော့နေထိုင်ကြမယ်လေဘယ်လိုလဲငါတို့ဒီအလုပ်ကိုလုံမဖြစ်မဲ့တခြားနေလန်းတစ်ခုလည်းငါတို့စီမှာရှိတာမဟုတ်တော့ဘူးအားလုံးပဲဒီမှာခဏလေးထိုင်နေကြတော့ကျွန်တော်တို့ပြန်မလာမချင်းဒီမှာစောင့်နေကြချက်ချင်းပြန်လာခဲ့မယ်ကြားလား ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အေးစေးသွားပါရှင်ကျမရှိနေရပဲဒီမှာရှိတဲ့သူတွေအကုန်လုံးကျမကရုပ်ဆိုင်ပေးထားလိုက်မယ်နော်ဗီဂရမ်ကလည်းသူ့ရဲ့ညီ၃ယောက်လုံးကိုခေါ်ပြီးနောက်မှာတော့တောက်ထဲကိုဝင်သွားခဲ့ပါရီအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေစီကလည်းပစိန်ကိုတောင်းယူလိုက်ပါရီတောက်ထဲမှာရှိတဲ့တဲ့တွေကိုခုတ်ပြီးနောက်မှာတော့တောက်ရဲ့အနောက်ဘက်မှာရှိတဲ့နေရာအလွတ်လေးမှာသူတို့အိမ်ဆောက်ကြပါရီအများဆုံးတဲ့အိမ်လေးဆောက်လို့ပြီးစီသွားခဲ့ကြပါရီအိမ်ဆောက်လို့ပြီးစီသွားခဲ့တဲ့အခါမှာမိသားစုဝင်တွေအားလုံးကိုအိမ်ထဲခေါ်ဆောင်လာခဲ့ရပါဘော ိမ်တဲကိုဝင်ရောက်ပြီးထိုင်လိုက်တဲ့အချိန်ကြတော့မှပဲသူတို့အေးအေးဆေးဆေးဖြစ်သွားကြပါရဲ့။တားလေးရဲ့အဖေတို့ဆင်းရဲခဲ့ကြတယ်ဆိုပေမဲ့နေထိုင်ဖို့အတွက်အစာအုပ်တစ်ခုတော့အဖေတို့မှရှိခဲ့တယ်။ဘယ်သူကမြအဖေတို့ကမကျေနပ်တာလည်းမသိဘူးနော်။အိမ်တအိမ်လုံးကိုမီးရှို့လိုက်လို့မြမီးလောင်သွားတာလား။အဖေတို့မျိုးရိုးဆင်ဆာနေထိုင်လာခဲ့ကြတဲ့အိမ်လေးရပါတယ်ကလေးတို့ရဲ့ကိစ္စတော့လည်းမရှိပါဘူးဘလို့မစုံမင်းတို့လောက်ခဲ့တဲ့လောက်ကရအောင်ကောင်းနေအခုဆိုရင်တော့အဲ့ဒီအခါဆောင်းချောင်ဖို့အတွက်တော့အဖေတို့စစ်စင်းရလိမ့်မယ် ဟုတ်တယ်နော်ဟုတ်တယ်ကျွန်တော်တို့မှအိမ်ပဲရှိသေးတယ်ခြုံဖို့အတွက်ဆောင်းလည်းမရှိဘူးကျွန်တော်တို့အပြင်သွားပြီးတခုခုသွားဆစ်ဆင်လိုက်မယ်အဖေကျွန်တော်တို့ခုံကြီးအဲ့တွေယူလာခဲ့ပြီးတော့ဆောင်းအနေနဲ့ခြုံကြတာပေါ့ဒီလိုနဲ့နှစ်ယောက်သားရွာရဲကိုဝင်သွားခဲ့ပြီးခုံကြီးအဲ့တွေလိုက်ရှာပါတယ်ခဏကြာမှပဲသူတို့ခုံကြီးအဲ့တွေအများကြီးယူဆောင်လာခဲ့ကြပါတယ်ချွေးမလေးတွေကလည်းခုံကြီးအဲ့တွေကိုဆက်ပြီးချုပ်လိုက်ကြပါတော့တယ်အ ਨੇ ဆုံးတော့သူတို့ခြုံဖို့အတွက်ဆောင်းကိုရရှိခဲ့ကြပါပြီအကိုရေပိုက်စားတဲ့ညနေကလည်းဆောင်းနေပြီညမိုးချုပ်သွားရင်တော့စားတော့ဖို့အတွက်ခက်ခဲသွားလိမ့်မယ်တိလား အနီးနားမှာရေကန်ရှိတယ်ကျွန်တော်ငါးရီကိုတော့ဖမ်းလိုက်မယ်အဲ့တော့ကိုပဲစားပြီးနေထိုင်ကြမယ်လေမနှက်ပြန်ကြမှာဘာလို့ရမလဲဆိုတော့ကိုကြည့်ကြမယ်ဒီလိုနဲ့ရေကန်ထဲကငါးရီကိုဖမ်းပြီးယူလာခင်လိုက်ပါရီအဲ့ဒီအချိန်တွေမှာနောက်ထပ်ကြတဲ့သူတွေကမြေကြီးနဲ့အဲနဲ့ရော်ပြီးမိဖို့လေးတစ်ခုလောက်ခဲကြပါရီချွေးမလေးတွေကလည်းအခုဆိုရင်တော့သူတို့အိမ်ကမိဖို့ကန်လေးမှထမင်းဟင်းချက်ပြုတ်ခဲကြပါရီဒုက္ခပါပဲငါတို့မိသားစုဝင်တွေအားလုံးဘလောက်ကြောင့်ဒုက္ခရောက်နေကြပြီလဲကြည်စမ်း ငါတို့ကအပူပေးဆက်တစ်ခုအတွက်နဲ့အမြဲတမ်းရက်ဖြစ်နေရတယ်အခုကြည့်လေငါတို့ဒီမီဖို့ခန်းလေးမှာထမင်းဟင်းချက်နေရပြီဒါပေမဲ့တခုပြောရမယ်ဒီမှာနည်းနည်းလေးမှမအေးဘူးနွေးနေရပဲနော်ဟုတ်တယ်ကျမလည်းမပြောရလို့မပြောတာအိမ်ပြီးလောင်သွားတာကျမတို့ကြောင့်လေကျမအားလုံးအမှန်အတိုင်းပြောပြဖို့စဉ်းစားထားတယ်ဖြစ်ပါမလားငါတို့အားလုံးအိမ်ကနေမောင်းထုတ်နေလိမ့်မယ်ရာသီဥတုဒီလောက်တောင်အေးနေအောင်ငါတို့ဘယ်မှာသွားနေကြမလဲပြီးရင်လည်းတပိုးအားလုံးငါတို့ကိုပြောဆိုမှပြီးမှာကိုမဟုတ်တော့ဘူးငါတို့လှုပ်ခဲတဲ့လှုပ်ကတဲတဲလေးမဟုတ်ဘူးအကြီးကြီးပဲ အဲ့တဲ့လုံးမီးတော်မီးပြကြသွားပြီဟုတ်တယ်ဟုတ်တယ်သူပြောတာမှန်တယ်ငါတို့ဒီအပြစ်တွေအကုန်လုံးကိုစိတ်ထဲမှာပဲသိမ်းထားလို့တော့လည်းမရဘူးငါတို့အမှန်တရားတွေအကုန်လုံးကိုပြောပြရမယ်ဝန်ခံရမယ်ကျွန်တော်ကတော့ဘာဖြစ်မလဲဆိုတာကိုကြည့်ကြသေးရပေါ့အားလုံးကိုထမင်းကျွေးပြီးတဲ့အခါမှာထွေမလေးတွေကလည်းသူတို့အမားတွေကိုဝန်ခံခဲ့ကြပါတယ်ဝေကရမ်ကလည်းသူရဲ့ညီကိုရင်းနဲ့အတူတူအလောက်ကိုပြန်လာခဲ့တဲ့အခါမှာတော့ထွေမလေးတွေကတယောက်နဲ့တယောက်ရံဖြစ်နေတာတွေ့ခဲ့ရပါတယ်အိမ်တိန်လုံးကလည်းစုညံပွက်လို့ရိုက်နေရပါပဲ ကဲဒီမှာသုံးပါလေငါအိမ်မှာထမင်းမချက်ပေးနိုင်ဘူးငါပြောပြီးသားနော်အပူပေးဆက်ယူလာခဲ့ပေးတော့မှပဲထမင်းချက်ပေးနိုင်မယ်မဟုတ်ရင်တော့ဘယ်သူမှမစားကြနဲ့ငါဒီမှာထပ်ပြီးတော့အလုံးမလုံးနိုင်တော့မိဘအိမ်ကိုပဲပြန်တော့မယ်အမအကြီးဆိုတာနဲ့အမြဲတမ်းလှုပ်ချင်တာကိုလှုပ်လို့ရမလားအမအမေအိမ်ကိုမပြန်ခင်ကျမပဲအမေအိမ်ကိုပြန်သွားလိုက်တော့မယ်ကျမလည်းရသည်ဥတုဒီလောက်တောင်မှအေးနေရဘာမှမလုံးနိုင်ဘူးရာဒီကမောင်တာဒါဘာဖြစ်နေကြတာလဲခလေးတို့လိုမျိုးရံဖြစ်နေကြတာလား ရှင်တို့ဝင်ပြောမနေပါနဲ့ရှင်တို့ကမနဲ့အစောကြီးတွားပွားညမိုးချုံမအင်ကိုပြန်လာကြတာရှင်တို့အင်ကိုပြန်လာတဲ့အခါကျရင်ချက်ထားပြီးသားသမင်းကိုအစင်သစ်စားလို့ရတယ်ပြီးရင်ဘရင်တွေလိုမျိုးအိတ်သွားကြတယ်စောင်းရောက်ဒီကိုကျမတို့ပဲအန်ကျုံနေရတာအစင်ပြေတယ်များထင်နေလားဒီအချိန်မှာမိဘတွေချောင်းဆိုးနေတဲ့အတန်ကိုကြားလိုက်ကြရပါတယ်ရာဂျေ့တွားကြည့်လိုက်တဲ့အခါမှာသူတို့မိဘတွေမိဖို့ကန်နေမှာသမင်းဟင်းချက်နေအောင်ကိုတွေးခဲ့ကြရပါတယ်ညီကိုရီကလည်းမိဖို့ကန်ရဲ့ချက်ချင်းဝင်သွားပါတယ်အဖေနဲ့မိသားပါလို့နေရလဲ ချွေးမလေးယောက်တောင်အိမ်မှာရှိနေတော့ကိုထမင်းဟင်းချက်ပြုတ်နေကြတာလားဘလို့လောက်ရမလဲချွေးမလေးတွေကတော့အိမ်လောက်ကိုမလုံနိုင်ကြဘူးလေအရင်အေးတယ်မဟုတ်လားနင်တို့အလောက်ကနေပြန်လာတဲ့ခါကျရင်စားဖို့အတွက်ငါပဲချက်ပြုတ်ပေးနေရလေနင်းဖေကလည်းနေကောင်းတာမဟုတ်ဘူးသူစေးတော့ဖို့အတွက်ငါသူ့ကိုထမင်းချွေးရမယ်ငါတယောက်တည်းအလုံးလုံးနေအောင်ကိုချွေးတော်နင်းအဖေကလည်းလာဝိုင်းကူလုပ်ပေးနေရပါကျွန်တော်တို့ကဒါရီကိုမြင်ရဖို့အတွက်လက်ထပ်ခဲ့ရလားကျွန်တော်တို့မှားတာပဲ ကျွန်တော်တို့ဘလောက်ပဲစူးစမ်းစူးစမ်းပတ်စံမစိုးနိုင်ကြသေးဘူးအိမ်မှာအခုချိန်ထိလည်းဟီတာကမကြနိုင်ဘူးရပါတယ်ကိစ္စမရှိဘူးစိတ်ပူမနေချနဲ့နော်ကျွန်တော်တို့ဟီတာရအောင်ဝင်လာခဲ့မယ်ပြီးရင်တော့အိမ်မှာထမင်းဟင်းချက်လို့ရကြပြီမလားငါ့ရဲ့မိဘတွေထမင်းစားတော့ဖို့အတွက်ကကြတော့ငါအပြင်ကနေပြီးတော့ယူလာခဲ့ပေးလိုက်မယ်ကောင်းပြီလေဟုတ်ပြီကျမတို့သဘောကျတယ်အိမ်မှာအပူပေးစက်ရောက်လာတဲ့အခါကျတော့မှကျမတို့ထမင်းဟင်းချက်စားကြမယ်ညီကိုတွေကတော့စက်ရောက်မှအလုပ်တသေးလေးတွေလုပ်ကြရတာပါ သူတို့အိမ်မှာစားတောက်ဖို့အတွက်ဖြည့်စီပေးနေရတဲ့ပတ်စံကဂုံသွားကြပါရဲ့ဒီတစ်ခါမှာတော့ဘယ်လိုမဆိုသူတို့အစာဆူဆောင်းပြီးနောက်မှာတော့အပူပေးဆောက်ဝယ်လာခဲ့ပါရဲ့ချွေးမလေးတွေကတတော်လေးရှမ်းမဲကြပါရဲ့အပူပေးစမရမချင်းသူတို့တပတ်လောက်ထမင်းမစားကြပါဘူးအပူပေးစကတော့တလုံးနေပဲရတာပါငါဒီအပူပေးစကိုယူထားလိုက်မယ်ငါရဲ့အခန်းထဲမှာပဲငါထားချမယ်အမကြီးတယ်ဆိုတာနဲ့အမလှုပ်ချင်တာအမရဲ့လှုပ်လို့ရဖို့အတွက်မတွေးထားနဲ့လေ ဒီဟီတာကိုကျမရဲ့အခန်းထဲမှာပဲထားမယ်။ကဲတော်ကြပါတော့။ဆောင်းရသည်မကောင်းမချင်နေတော့အားလုံးအတူတူနေကြ။ငါတို့အားလုံးအပြစ်မနေကြမယ်ရတယ်။ဒီလေကိစ္စမရှိဘူး။ငါတို့ကြိုးစားပန်းစားနေဒီအပူပေးစားလေးတလုံးကိုပဲဝယ်နိုင်တာပါကွာ။ရံဖြစ်မနေကြတော့နဲ့လေ။နင်တို့အရန်ကိုရံဖြစ်ချင်နေကြတယ်ဆိုလို့ရှင်လေဒီအပူပေးစားကိုငါတော့ပြန်ပေးလိုက်တော့မယ်။ဆောင်းရသည်မကောင်းမချင်ဘယ်သူမှလည်းထမင်းမစားကြနဲ့။ငါလည်းမချက်ပေးဘူး။ရပါတယ်ရှင်ထားလိုက်ပါ။အပူပေးစားတလုံးနဲ့ဆိုလည်းဖြစ်တယ်ဖြစ်တယ်။ကျမတို့အားလုံးအတူတူနေလို့ရပါတယ်။ ဒီလိုနဲ့သူတို့ကအခန်းတစ်ခန်းနဲ့မှအပူပေးဆက်ထားလိုက်ပါတယ်ချွေးမလေးရောက်လုံကလည်းအခန်းတစ်ခန်းမှာပဲအတူတူနေထိုင်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဒီအိမ်မှာထမင်းဟင်းချက်ပြုတ်ကြပါပြီအယောင်အားလုံးအဆင်ပြေချောမွေ့နေခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးတွေကတော့သူတို့ယောက်ျားတွေကိုတတိယလာကြပါပြီတညမှာတော့ရာဒီကာပြောလိုက်ပါတယ်ဆောင်းရည်အေးပါတယ်ဆိုနေမှာငါ့ယောက်ျားကိုတတိယလိုက်တာအဲ့ဒါကြောင့်ငါတို့ဒီလိုနေရတာအဆင်မပြေတော့ဘူးမင်းတို့အားလုံးအပြင်ထွက်နေကြငါအခန်းမှာငါ့ယောက်ျားနဲ့ငါပြန်နေတော့မယ်ကျမတို့လည်းကျမတို့ယောက်ျားကိုတတိယရတာပဲလေ ဒါဆိုကျမတို့လည်းအခန်းထဲဒီအပူပေးဆက်ကိုရှူသွားလိုက်မယ်။ရောင်မကတော့ခြေထောက်မှာသွားပြီပေါ့။ဒီအခန်းထဲကနေအပူပေးဆက်ကိုဘယ်သူမှယူသွားလို့မရဘူး။နင်တို့ကိုမင်းကအပြင်ဝင်ထွက်ပြီးတော့အိတ်ခိုင်းတာ။ကျမတို့ကယူရလေ။ဒီနေရာမှာကျမတို့မနေဘူးဆိုလို့ရှင်တော့အပူပေးဆက်လည်းရှိလို့မရဘူး။ငါအကြီးတော့ငါစကားအနားထောင်ကြ။ဒီနေ့တော့ငါအခန်းထဲမှာအပူပေးဆက်ကိုထားမယ်။ငါရောက်ကြတော့လည်းခေါ်မယ်။လေးယောက်လုံးကလည်းရံဖြစ်နေကြပါရဲ့။လေးယောက်လုံးတော့အရန်ကြီးပါရဲ့။ ။ရာဒီကာကလည်းအပူပေးဆောက်ကိုယူပြီးနောက်မှာတော့ထွက်ပြေးသွားပါတယ်။ဒီအချိန်မှာမွန်တာကဟီတာကိုလူယူပါတယ်။သူတို့မသိရတဲ့ခိုးကတော့အပူပေးဆက်ကလပ်ကိုချိန်ချီဖွင့်ထားတယ်ဆိုတာကိုပါ။သူတို့ကဒေါသတကြီးနဲ့အပူပေးဆက်ကိုမြေပေါ်ချခွဲလိုက်ပါတယ်။ဒီအချိန်မှာပဲမီးထလောင်ပါတယ်။မီးလောင်တာကိုမသိပဲချွေးမလေးအောင်လုံးစကားများရံပြနေကြစေပါအဖြစ်ဖြစ်နဲ့မီးကတအိမ်လုံးအနံပြန်သွားပါလေပြေးကြဟေးပြေးကြအိမ်မှာမီးလောင်နေပြီပြေးကြပြေးကြလေးအောင်လုံးပြေးနေပြေးနေအပြင်ကိုထွက်လာခဲ့ကြပါလေအားလုံးထားကြလေအဖေနဲ့အမေထားထားထားအိမ်မှာမီးလောင်နေပြီ အားလုံးကလည်းလမ်းဖြတ်ပြီးအပြင်ကိုပြေးထွက်ကုန်ကြပါရဲ့အင်္ဂါရမီလောင်ပြားချသွားရပါတယ်အခုဆိုရင်တော့တို့ဒုက္ခရောက်နေတဲ့ဘဝကိုပြန်လဲရောက်ရှိလာပါပြီချွေးမလေးတွေကလည်းစိတ်ပြေဝမ်းနဲ့စွာထိုင်နေကြပါရဲ့အခုစိတ်အေးသွားကြပြီလားမင်းတို့အရန်လိုချင်နေတဲ့အပူပေးစားကြောင့်အခုလိုဖြစ်ရတာလေငါတော့အိမ်မှာအပူပေးစားမဝယ်လာဘူးဆိုရင်တော့ဒါတွေဖြစ်စရာကိုမလိုဘူးငါအဖေအင်ကိုနင်းတို့ဖျက်ဆီးပြလိုက်ကြတာပဲကျမတို့စစ်စစ်လုံးနေတော့အခုလိုမဖြစ်ဘူးပေါ့ကျမတို့ကြောင့်အိမ်ပြန်စီးသွားတာဆိုတော့ကျမတို့ပြန်ဆောက်ပေးမယ် အဖေနဲ့အမေကျမတို့ကိုအခွင့်အရေးတစ်ခုပေးပါနော်။ဒါပေါ်ချွေးမလေးရဲ့အခွင့်အရေးမပေးလည်းမရတဲ့အခြေအနေလေး။ဒီလိုနဲ့ချွေးမလေးတွေကဆောင်းရသည့်အေးနေခဲ့တဲ့အချိန်မှာမုတ်ဆိုင်လေးဖွင့်လိုက်ပါရီ။အရင်တုန်းကအိမ်ထဲမှာထမင်းဟင်းချက်ရတာမှပြဿနာတက်နေခဲ့ကြတဲ့သူကအခုဆိုရင်တော့အပြင်ထွက်ပြီးမုတ်ရောင်းခဲ့ကြပါရီ။လူတွေကလည်းဆောင်းရသည့်ဖြစ်တဲ့အတွက်ပထမဦးဆုံးနေတဲ့ကလာကြပါရီ။ဆိုင်ကလည်းအဆင်ပြေနေခဲ့ရပေါ့။တရက်မှာတော့လူတယောက်ရောက်ရှိလာပါရီ။ဒီတော့အမြဲရန်ဖြစ်နေကြတဲ့အိမ်ကချွေးမလေးတွေမဟုတ်လား။ဟုတ်ပါရီဟုတ်ပါရီကျမတို့ပါပဲ။ ဒါပေမဲ့ကျမတို့အခုရံမဖြစ်ကြတော့ဘူးစစ်စစ်လုံးလုံးနဲ့မုတ်ရောင်နေကြတာဝယ်ဆောင်လေမင်းတို့အားလုံးအခုလိုအတူတူမုတ်ရောင်နေကြတာအရင်ကြီးကောင်းတာပဲဒီလိုပဲနေကြနော်အားလုံးကိုဆုတောင်းပေးပါရယ်ကွယ်လောက်နေငယ်အတွေ့မှာသရရဲ့မုတ်ဆိုင်လေးအောင်မြင်သွားခဲ့ပါပြီသူတို့အိမ်ကိုလည်းပြန်လဲဆောက်လုံးနိုင်သွားခဲ့ကြပါပြီချင်းမလေးယောက်လုံးကလည်းရံမဖြစ်ပဲပြောရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။